ဒီနေ့နှုတ်ဘတ်တော်အဖြစ်ဖျားသခင်စကားပြောတဲ့အရာကတော့ဘယ်တော့မှမပြောင်းလဲတတ်ဘူးဟေဘရဲခန်းကြီး7အငယ်8ယေရှုခရစ်သည်မနေ့ယနေ့နောက်ကလ အစဉ်အမြဲမပြောင်းလဲပဲနေတော်မူ၏ပြောင်းလဲတတ်တဲ့လောကကြီးထဲမှာအသက်ရှင်ရတဲ့အခါအစဉ်မပြေခြင်းတွေများစွာကြုံတွေ့ရမှာဖြစ်ပါတယ်ဒီနေ့တဘာဝရဲ့ပြောင်းလဲခြင်းတွေလူတွေရဲ့သစ္စာမရှိပဲပြောင်းလဲတတ်ခြင်းတွေကပုံမူပြီးများပြားလာပါတယ် ခေကာလာတွေပြောင်းလဲလာတာနဲ့အညီခန်းစင်းကဖြစ်တဲ့အရာတွေလည်းတဖြည်းဖြည်းပြောင်းလဲလာပါတယ်။လောကကြီးမှာရှိတဲ့အရာတွေဘလောက်ပဲ ပြောင်းပြောင်းမပြောင်းလဲနိုင်တဲ့မေတ္တာနဲ့ကျွန်တော်ကိုချစ်ပေးနေသူတယောက်ရှိပါတယ်။ဟုတ်ပါတယ်။ထိုသူကတော့ယေရှုဖခင်ပဲဖြစ်ပါတယ်။ကျွန်တော်ကိုအမိဝမ်းကလေးကပင်ချစ်တဲ့ဖခင်လက်ရှိအသက်ရှင်နေတဲ့အချိန်ခါလမှာလည်းအချိန်ဤအမျိုးမျိုးတွေကကဲမာတဲ့ဖခင်ကျွန်တော်တခါမှမရောက်ပူသေးတဲ့အနာဂတ်မှာလည်းကျွန်တော်နဲ့အတူရှိပြီးကျွန်တော်ကိုချစ်နေအောင်ပဲဖခင်ဖြစ်ပါတယ်။ မနေ့ယနေ့နောက်ကာလတိုင်အောင်မပြောင်းလဲပဲအသက်ပေးချစ်တော်မူသောဖခင်ရှိနေတောင်းလဲတတ်တဲ့လောကကြီးထဲမှာအသက်ရှင်ရလဲအေးအေးဆေးဆေးငြိမ်သက်ခြင်းအပြင်နဲ့အသက်ရှင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ပြောင်းလဲတတ်တဲ့လောကကြီးရဲ့အရာတွေကိုချစ်နေခြင်းထက်ဘယ်တော့မှမပြောင်းလဲပဲတင့်ကိုချစ်ပေးနေတဲ့ဖခင်ကိုတာ၍ချစ်ဖို့နှုတ်ကပတ်တော်အားဖြင့်ခွန်အားပေးပါတယ်။အယောက်ချင်းစီတိုင်းကိုဖခင်ကောင်းချီးပေးပါစေ။